အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အောင်လည်းမင်္ဂလာပါ Liverpool အသင်းအတွက်တော့တည်င်းကောင်းအနေနဲ့အခုလက်ရှိမှာ Trent Alexander Arnold ရပါအစားထိုးမယ်ဒါကစားမောက်ကိုသူတို့ရှာဖွေနိုင်ပြီဖြစ်တယ်အဲ့ဒါကတော့ဒါ Bayer Leverkusen အသင်းရဲ့ Jeremy Frimpong ပါဒီစားမောက်ကို Liverpool ကကာလာရှိချလိုက်နေတာဖြစ်တယ် track trap ပဲဆိုပြီးကလေးကလီဗာပူးကဒီကစားမကိုတောက်လျှောက်ကျိုးပန်းနေပြီးတော့အခုလက်ရှိမှာဒါဂျင်မီဖရင်ပေါဟာဒါလီဗာကူဆင်အသင်းကနေရောချေးစာချုပ်နဲ့ထွက်ခွာมาဖြစ်တယ်ဒီခါလေးကြာရင်ကျွန်တော်လီဗာပူးရဲ့ transfer တွေပေါ့လေလီဗာပူးအသင်းရဲ့အပြောင်းရွှေ့တွေကိုကြည့်ရင်ထိတ်တန့်အဆင့်ရှိတဲ့ရေသွေးမြင့်တဲ့ကစားမတွေကိုဈေးတက်တက်တာနဲ့ခေါ်နိုင်တဲ့သူတို့အသင်းရဲ့ transfer policy ပဲဒါ အခုအသင်းရဲ့ CEO ဖြစ်တဲ့ Michael Adu ဦးဆောင်တဲ့ Liverpool ရဲ့ transfer policy တွေကတကယ်ပဲဥပမာပြောရပြား Liverpool ခေါ်လိုက်တဲ့ Water Andrew ကို17တန်းပဲပေးရတယ် Alexis McAllister ကိုတန်30ကျော်ပဲပေးရတယ်ဒါကတော့ထားပါတော့ရောချီစာချုပ်ဆိုသူတို့ခေါ်လိုက်တဲ့ကစားသမားတွေတော်တော်များများဟာ Amsterdam ဈေးတက်တက်တာနဲ့ထိတ်တန့်အဆင့်ရှိတဲ့ကစားသမားတွေ Jeremy Frimpong ရဲ့လက်ရှိ current market ပုံချေက30ရှိတယ် ဒါပေမဲ့ Liverpool အနေနဲ့သူ့ကိုရောချေးစာချုပ် Euro 35တန်းကနေတန်း40အတွင်းမှာပေးရမယ်။ Joe Freepaul က Manchester City လူငယ် Academy သားမှဖြစ်တဲ့အခု Liverpool ဆင်မှာခြေစွမ်းပြပြီးတော့ဒါအခုအသက်က25တောင်ရှိ24ပဲရှိတယ်။ဆိုတော့ current market ပေါက်ကြီးကတန်း50ရှိတယ်။ Liverpool ကသူ့ကို အများဆုံးပေးရ35တန်းကနေတန်းလေးစီတီပရမယ်ကစားမားနဲ့နောက်ဆုံးဆစ်ဆွေးနွေးမှုရတယ်လီဗာပူးဘက်က according to plan အတိုင်း ဘာမှအမှားယူမရှိဘူးကစားမစိတ်မပြောင်းဘူးဆိုရင်ဒီပြောင်းရွှေ့ကပြီးပြီသူ့ကိုလိုချင်တဲ့ထဲမှာဘာဆိုနာလိုချင်တဲ့မန်ချက်စတာစီးတီးလည်းစဉ်းစားခဲ့ဘူးတဲ့ဒါပေမဲ့အခုလောလောဆယ်မှာဂျယ်ရီဖရစ်ပေါဟာလီဗာပူးအသင်းရဲ့ထရန့်အလက်ဆန်ဒါအာလိုနီယာအစားထိုးမဲ့သူဖြစ်ကလပ်ဘက်ကဆုံးဖြတ်ချက်ချတယ်ဆိုတော့ဘိုင်ယန်လီဗာကူးစင်ကို သူတို့ကအတီးပေးလိုက်ပြီးငါတို့ Jeremy Frimpong ကိုခေါ်မယ်ရောဂျေးစာချုပ်ဖြတ်သိမ်းမယ်ဆိုကစားသမားနဲ့ Liverpool ကြားမှာလည်း agreement တစ်ခုခုမရဘဲနဲ့သူတို့အလိုမျိုးလှုပ်ရှားကြောင်းရှိဘူးဆိုတော့ရောဂျေးစာချုပ်ရဲ့သဘောတရားကကစားသမားကိုစီးရောက်နိုင်ရင်ဂျန်တာကကလပ်ကိုလှည့်ချကြည့်ကြမလို့ဘူးသူတို့လိုချင်တဲ့အမအုံးမမနစ်က Dominic Sabo Slide ကို live set ကသူတို့ခေါ်သွားတယ်နောက်တဟို တို့တက်နစ်ကပေါ့လေဟိုတက်နစ်ကလည်းတစ်ခါဒီတိုင်းပဲကျွန်တော်အဓိကကစားမနေတဲ့ကအလက်စင်မက်ကလဆာကောင်ဒီလိုပုံစံခေါ်တာဒါတွေကိုကြည့်ကြည့်အပြည့်လီဗာပူးရဲ့ transfer ဟာတကယ်ကိုလေးစားစရာပဲဆိုတော့ free pound ကဒါပြီးခဲ့တဲ့ရာသီမှာ Bundesliga နဲ့ပြိုင်ပွဲစုံပါ48ပွဲကစားတယ်9ဂိုးသွင်း12ဂိုးဖန်တီးထားပြီးတော့ total အပြည့်သူက18ဂိုးပေါင်ပတ်သက်တယ် ဒါက Jeremy Frimpong ရဲ့တကယ် quality ပေါ့လေ Netherlands Lewis စီအသေးအတွက်ဆက်တဲ့ပွဲဆိုအခု Netherlands အသေး Liverpool အသေးမှာ Netherlands ကစားမတွေကဒီ Ryan Gravenberch ရှိတယ် ဗာချေဗန်တိုက်ရှိတယ်ခိုဒီကေပူရှိတယ်နောက်ထပ်နယ်သာလန်ကစားမတယောက်နီးပြနယ်သာလန်လက်အောက်မှာပေါ့လေဆိုတော့ဒါဖရစ်ပေါင်ကပြီးခဲ့တဲ့ရာသီကတော့သူ့ရဲ့အကောင်းဆုံးရာသီပေါ့လေဒါပြီးခဲ့တဲ့ရာသီမှာသူဘူတစီကာမှာ9ဂိုးသွင်းပြီးတော့ပြိုင်ပွဲစုံမှာ14ဂိုးသွင်းတယ်ဆိုတော့လီဗာပူးကအခုဂျယ်ရမီဖရင်ပေါင်ကိုယူရို35သန်းနဲ့တန်းလေးစေချာရရင်ဒါအပိသက်သဘောတူညီမှုရပြီးတော့2030ကူနီတီစာချုပ်ချုပ်ဆိုမှာဖြစ်တယ်အခုကလပ်ကအခုလက်ရှိမှာ ရီမက်ဒရစ်နဲ့ထရန့်အလက်ဇန်ဒါအာနိုအပိသက်ထွက်ဖို့အကိစ္စကိုနှွေဆွေးနွေးတာပေါ့လေကလပ်ဝေါ်ကပ်မတိုင်ခင်မှာလီဗာပူးကပြောင်းရွှေ့တချို့ကိုပေးရမယ်အဲ့လိုမပေးချင်ရင်ဂျွန်30ရန်ဒီမှာရမယ်ဆိုတော့ဒါကလီဗာပူးဖိုင်နယ်ဒီလုပ်တယ်တော့ကလပ်ဘက်ကဟာဗီအဲလီယက်စ်ကိုရောင်းချင်တယ်ဒါပေမဲ့ကစားမကိုတန်းလေးစက်တတ်မထားတယ်ဟာဗီအဲလီယက်စ်ကအဲတဲမှာဆက်နေချင်တယ်ဘန်ဒုတ်တိုဒါထိုင်လာမော်ဒန်တို့တစ်ဖက်ကအန်တိုတို့လူကစားမတွေကိုလီဗာပူးကရောင်းဖို့လုပ်လို့ဒါအခုလောလောဆယ်မှာဒါဝင်းနူးညက်ကဝေဘာပလိတ်နဲ့စကားပြောနေတယ် Republic ကတော့ Darwin Nunez ကို Club World Cup ပြိုင်ပွဲအတွက် offer လုပ်ထားပြီးတော့ရာသီကုန်ထိအငှားနဲ့တရာသီခွန်ပဲရာသီကုန်မှာတန်း40-50ပတ်ဝန်းကျင်နဲ့သူတို့ဘက်ကရောင်းနေအခုလောလောဆယ်မှာ Liverpool က DS ကိုတော့တက်တန်းပို့မဲ့သဘောတရားမျိုးရှိပြီးတော့ဒါ DS ကိုသူတို့ဘက်က Sergio Tis ကိစ္စဆွေးနွေးနေတယ်ဆိုတော့ဖြစ်နိုင်ခြေက Nunez ရဲ့ဒါတစ်ဖက်ကဒီ Chota ချိုတာရဲ့အခြေအနေကလည်းကြည့်ရမယ်ချိုတာဖြစ်လောက်တယ်နောက်ဖလက်တီကိုခီးစားကိုသူတို့ပြောင်းရွှေ့ခြင်းတတ်မှတ်ထားတယ်ဆိုတော့လီဗာပူးအနေနဲ့ဒါအခုလောလောဆယ်မှာသူတို့နောက်ခံလူကွန်ဆာ့ချ်ကိုထုတ်ခုထုတ်ခံရထုတ်ပေးရမယ်အခြေအနေမျိုးရှိတယ်နော်တန်ဖောရက်စ်ပါဝါနျူကာဆယ်ကလပ်တင်းချိုကလိုက်နေပြီးတော့အာလစင်ဘက်ကကိုကာဆာရီကတောက်လျှောက်ဆွေးနွေးနေတယ်ဆိုတော့အခုလောလောဆယ်နေထားရလီဗာပူးက train နေရာမှာဂျယ်မီဖရင်ပေါင်နဲ့ယော်ဂျီစာချုပ်အများဆုံးတန်းလေးစက်တပ်ကိုမပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့2030ခုနှစ်တီစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ော့ဒါအပြောင်းရွှေ့ရဲ့ကစားမအချို့ရောင်းထုတ်ပြီးတာနဲ့တို့လိုချင်တဲ့နေရာတွေကိုထပ်ပြီးအားပြည့်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်